ဆိုရှယ်တခွေမှာတန်းရှင်းရှာပြီးတော့ပေါက်ကြတင်နေတဲ့မိချိုကိုဒဲစော်လိုက်တဲ့အောင်ရဲကျော်ပရိသတ်ကြီးဆိုရှယ်မှာတနေ့တမျိုးမရှုရအောင်စယ်ဒီနေပေါက်ကြလုပ်ပြီးတော့နမေရလာခဲ့ကြတာပါဒီနေ့ခင်မှာပေါက်ကြလုပ်ပြီးတော့နမေချုံးလာခဲ့တဲ့ကောက်ရုံမိလို့ခဏလေးနဲ့နမေကြည့်ပြီးပြက်ကွယ်သွားကြတဲ့သူတွေလည်းရှိပါသေးငလင်ပေးပြီးမှအကြီးအကျယ်ကြောင့်မကောင်းကြောင့်မကောင်းပွဲဖြစ်နေတာဟာဂျာမနီမှာနေ NCPD ချင်းချင်းလက်ထက်ထားတဲ့မိချိုနဲ့မြန်မာပြည်ကဟာသာစယ်ဒီအောင်ရဲကျော်တို့ချင်းချင်းပဲဖြစ်နေကြတာဖြစ်ပါသေး အောင်ရင်ချုံဟာမိချိုကိုငလင်လောက်ခတ်မဲ့အရှိကိုဘေးရင်ဆရာတွေနဲ့တိကျပြောခဲ့ပြီးတော့ဘေးရင်ဆရာကြောက်ရဲ့ post ကိုရှေ့ကောင်သူ့ရဲ့ကောင်းမှာပြိတ္တတွေကိုပြန်လည်မျှဝေပေးခဲ့တာဖြစ်ပါသည် မိချိုရဲ့မျက်ဝင်းမှုအားပရိသတ်တွေပို့ပုံမကြောင်းစိတ်ဝင်ခဲ့ပြီးတော့စီးပွားရေးတွေပါထိခိုက်ခဲ့ကြတာဖြစ်ပါတယ်။မိချိုကသူ့ရဲ့နာမည်ရင်ရှိုင်းဝနာကျော်ဆိုပြီးသူစင်နေဖြစ်ခင်လေးကအညာဘက်ရွာမှာနေထိုင်ပြီးတော့ဇဝယ်နေရဲတွေအလောက်ကန်ခက်ခဲတာကြောင့်မကြီးရွက်ခုပြီးတော့ရောက်စားခဲ့သူပါ။ဒါကိုအောင်ရဲကျော်ကပြည်သူတွေရဲ့ခက်ခဲကိုသိနေတော့မိချိုဟာသူ့ဘဝဘလိုပဲရှိရှိအခုချိန်အောင်မြင်လာတာသူ့ရဲ့ဝမ်းသာပါတယ်။ဒါပေမဲ့လည်းအမြဲတမ်းဆိုရှယ်မှာတန်းရှင်းရှာပြီးတော့ကျောင်းဝါနေလို့လူတိုင်းကအမြင်ကက်နေရလေဖြစ်ပါတယ်။အောင်ရဲကျော်ကမိချိုနဲ့အရှင်ကတငယ်ချင်းဖြစ်ပေမဲ့လည်း ကိုစီအောင်မြင်နေကြပြီးတော့ဆက်သွယ်ပြတ်ကြတော့အနေဝေးသွားကြလေဖြစ်ပါလိမ့်။မိချွာလက်တလောရာမှာသူ့ရဲ့ချစ်သူ NGBD ကောင်းလေးနဲ့ကိုဝင်ရနေပြီးသူ့ရဲ့ယောက်ျားအင်္ကာကိုလည်းမအင်္ကာပြောင်းလဲပြီးဆိုပြီးပြိတ္တတွေထံမှသိပေးခဲ့တာဖြစ်ပါလိမ့်။ သူတို့နေရာဟာတောင်နေတောင်ဆိုရှယ်တခွင်ဆဲဆိုလိုက်လွင်ကြပြီးတော့မလိုအပ်တာတွေပြဿနာဖြစ်နေကြတော့လေအချို့ကပြောကြတာဖြစ်ပါတယ်အများကြီးတွေတွင်ငလင်းတဲ့တွေကိုအမားတွေတိပြီးတော့ဆိုရှယ်မှာငွေရှာနေပြီးသူကတော့ငွေတွေရှာနေတယ်အချို့ဒေသတွေရဲ့အိမ်တွေတောင်မှပစ်ထားကြပြီးတော့ဘေးလျော်ကိုရွှေ့ပြောင်းနေကြတာဖြစ်ပါတယ်ဒီလိုမိချို့ပြောလိုက်တဲ့တဲ့တွေကြောင့်လေအချို့မြမပြည်သူတွေထိတ်လန့်နေကြပြီးတော့တဲ့မားတွေကြောင့်ဒုက္ခရောက်နေကြတာပါဒါကောင်အရေးကျော်ကဆယ်လီချင်းချင်းကိုကဆိုရှယ်နေရာယူတဲ့သူဖြစ်ပြီးတဲ့မားတင်တာဟာမဖြစ်တဲ့ကြောင်းပြောပြခဲ့တာဖြစ်ပါတယ်ဆိုရှယ်မှာ ုပိုင်းပြီးတော့တင်တိုင်းဝင်ငွေရတယ်ဆိုပြီးဒီလိုသတင်းမှတွေတင်တာဟာတကယ်အားပေးနေတဲ့ပရိသတ်တွေတော်တော်ထမကြီးကြီးရပြီးတော့အချို့ဆိုရင်နေအိမ်မှာနေဖို့တောင်မှမရေကြတော့တာဖြစ်ပါတယ်။အောင်ရဲကျော်ကလည်းဂျာမနီမှာနေပြီးတော့အရေးမရဖက်မရသတင်းတွေနဲ့ပရိသတ်တွေကိုလှည့်ပြားနေတာဟာ ရှက်တဲ့နယ်ဘာညာဆဲဆိုပြီးတော့စိန်ခေါ်လိုက်တာဖြစ်ပါတယ်။အချက်ချင်းလိုက်လွင့်ကြပြီးတော့စကလုံးကြက်ကြက်နေနဲ့ဆဲဆိုကြတာဟာတအုပ်စေတနာတအုပ်မြတ်တာနဲ့ပြောနေပေမဲ့ရန်ရန်ချင်းချင်းပွားနေကြလာမလို့ပရိသတ်တွေဖို့မကြောက်မနာတာဖြစ်ခဲ့တာပါ။မိချောက Facebook နဲ့ YouTube တို့မှာသတင်းမတွေတင်ပြီးတော့ငွေရှာနေကြတာဟာအများပြည်သူဖို့တော်လေးစိတ်ဆန်နေတာဖြစ်ပါတယ်။ ခရီတာရီဆိုတာဟာတရင်းမှန်တင်ပြပြီးဖြစ်နေတဲ့ပြက်နေတဲ့ဟာတွေကိုအတိအကျပြောမှာခရီတာကောင်းပြီးသားတာပါ။ပစံရယုံနေအများကအပေးကြည့်ရှုနေတဲ့ဟာကိုဒီလိုတရင်းမာတွေပြတာဟာကြည့်ရှုသူတွေပိုတွေးဝေစေပြီးတော့ဒုက္ခရောက်စေပါရဲ့နော်။ဒီတော့ပြိတ္တကြီးမိချူရဲ့တရင်းမာတွေကိုမကြောက်မနာသာဆဲဆိုပြီးတော့ချပြနေတဲ့အောင်ရဲကျော်ပေါ်မှာမချက်လေးတွေကိုလည်းပေးခဲ့ပေးပါအောင်ရှင်။အပိနာစင်ခဲ့ကြတဲ့ပြိတ္တတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရင်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့ဒိနေတူပြန်လာခဲ့ဦးမှာဖြစ်လို့ကျွန်မ ောင်းရငယ်ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေကြပါနဲ့ဦးရှိန်အပိနာစင်ကြတဲ့ပြည်သက်တရားချစ်စီတိုင်းကိုစိတ်နှလုံးရှင်လင်းချမ်းမြေကြပါစေ